ကျွန်တော်ကြပြားကိုချစ်တယ်။ကြပြားပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်။အဲ့လိုပြောဖို့တော့၃နှစ်လောက်ဆောင်ခဲ့ရတာလေ။ဘုမပြောရတာဆိုတော့လေဒီကပါပါပေါ့။၁၇နှစ်လောက်ဆောင်ခဲ့ရတာ။ဟုတ်တယ်။အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ဟာအဓိကအဲ့လိုမျိုး तू ပြောချင်တဲ့ဟာတွေကိုမမွတ်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံစံတန်မျိုးပေါ့နော်။အစီသက်ခိုင်တာညီွားတာပေါ့လေ။ဟုတ်တယ်။အပြင်မှာလည်းပြောချင်တဲ့အဲ့လိုဇာတ်လိုက်ပြောပြတာ။ကြပြားရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်။ ကြပြရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကြပြနဲ့ပတ်သက်သမျှအရာအားလုံးကိုကျွန်တော်ချစ်တယ်အားနေရာမင်းဝင်ရိုက်ချင်ဒီစကားကသူကဂျိုက်ဂျိုက်ပြီးဂျိုက်နေရပါတယ်သူကရေခုံစိတ်လို့ကြားရိုက်ပြီးသွားတဲ့အချိန်မှာတချင်းနေအတင်းဆက်တဲ့အချိန်မှာလည်းတော်တော်ဖြစ်နေတာအောင်လေးကလေအဲ့ဟုတ်တယ်ဘောဦးဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာချစ်တော့ဘာအလုံးလို့ရဲ့ချစ်ပြစွာပေးလို့မဲ့တော့တဲ့

အမတန်အားနာဖို့ကောင်းလို့ငါဒါဘာလို့တကယ်ချင်းဝင်းရံတာကိုဒါကျေးဇူးတင်တယ်ဆက်တွေ့ကြမယ်ပွဲတွေမှာအဲချစ်သူစီယာရုပ်ရှင်ကားကြီးကရုံမတင်ကလေးကပိတ်သက်တွေတော့မတီးပေါ့နော်ကျွန်တော်တို့ကတော့ဒါကိုကြည့်ကြည့်နေတာပေါ့နော်ဘာလို့လဲဆိုတော့တိုင်ရုံနေနေကဒီဇက်ကျန်းကားတွေရိုက်ခဲ့ပဲဒီဟာတာကားတွေပဲခဲ့တဲ့ချိန်မှာမှဒီဆက်ဆက်ပါပါတကယ်ကိုမြင်ရခဲ့တဲ့ဘူရကားတကားထွက်လာတယ်ဆိုတော့ ပြည့်တက်တွေလည်းအရန်ကြည့်ကြမယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်တို့လည်းအရန်ကြည့်ကြလို့ဒီနေ့ကပယ်ရှုမမေးရမကဘူးကျွန်တော်ကတယောက်တည်းကိုလာပြီးလာကြည့်တာပါကပယ်ကြားရတယ်ဆိုတော့ငကိုခွဲပြီးလာတက်တာပါပြီးဝတ်စုံလဲဟောဟဲ့ဒီထဲမှာတော့ရုပ်ရှင်ကားကြီးကမတင်ခင်မှာကလေးကပေါ့နော်ရုပ်ရှင် page မှာတင်တဲ့စာသားတွေကြည့်တာနဲ့လူကအရင်ပျော်ကြခြင်းတွေဖြစ်နေတာဆိုရုပ်ရှင်ကားကြည့်တဲ့ခါကျရင်ဒီ mountain road လေးနဲ့ဒီပို့ပို့မီတာတော့ဘလို့ရိုးကြအောင်လဲဆိုတော့အရင်ကြည့်ခြင်းတွေပါပေါ့ ကဗျာကျွန်တော်ကဗျာကိုချစ်တယ်ကဗျာပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ပြီးတော့ကဗျာရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကဗျာရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကဗျာနဲ့ပတ်သက်သမျှအရာအားလုံးကိုကျွန်တော်ချစ်တယ်အဲ့ဒါကြောင့်မို့လို့ကဗျာအနာမှာကျွန်တော်အချိန်တန်းရှိနေပြီးကျွန်တော်အဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းချစ်ချစ်ဟောက် မင်းဘာနေရမင်းဝင်ရိုက်ချင်ဘီဘူးရောဘယ်လိုပြောပြရမလဲဟုတ်တယ်သူပြောသလိုပဲကျွန်တော်တော့ကဒါတော့အမှန်တကယ်ကျွန်တော်အရင်တော့ရိုမန်တစ်ကားကြီးရိုက်မယ်ဆိုရင်ကျွန်တော်ထွက်ပြေးရတယ်မှာပါရောမယ်လုံးဝလုံးဝမလိုက်ချင်ဘူးမလိုက်ချင်ဘူးမရိုက်ချင်ဘူးပေါ့နော်မရိုက်ချင်ဘူးလုံးဝကျွန်တော်တို့အရင်ခက်ခဲတယ်ဒါပေမဲ့အဲပရိုဂျူဆာကနေပြီးတော့ဒါအဲ့လိုမျိုးကလေးရိုက်ချင်တယ်ကျွန်တော်လည်းအရင်လုပ်ကြည့်ချင်တယ် စူးစမ်းကြည့်မယ်ဗျာလို့ဆိုပြီးတော့ဒါဆက်ဆက်ရေးတဲ့ကဒါမလိုက်မဖက်ကိုဆက်ရေးရတာဒါချိုးပြောရတာပါမလိုက်မဖက်ကိုဆက်ရေးတယ်ဆိုတာဒါဒီတက်မှာကောင်းလေးနဲ့ကောင်းမလေးကဘာလို့မလို့ပြောပြရမလဲကောင်းမလေးကဖြူဖြူချောချောအဲ့လိုမျိုးလေးကွာကောင်းလေးကခက်ကျန်းတယ်ဆိုတာကြတော့အဲ့ဒါကြောင့်ဒီတေးဥဆောင်တယောက်ကဒီလိုမလိုက်မဖက်ဖြစ်နေရပါတော့ဆက်ရဲ့သဘောအရပါချွေခင်မှာပဲချွေခင်မိတဲ့အချပန်လေးများကို꽌 thousand shimlam jagan pitwamla do do name it the low mkwe bo yiman ta ke be me nature you lay me in the bo be kwe ဒီထဲမှာကျွန်တော်အဲ့လိုအကြည့်တွေကတေချာဖန်းနာတယ်ပေါ့နော်တေချာဖန်းနာဆိုတော့ဒါမပွင့်ရဲ့တကြိုးစားမှုပေါ့နော်တေချာလေးကျွန်တော်တို့ဒါဒီကားထဲမှာဝတ်တဲ့ အဝတ်စားတွေရောရိုက်တဲ့ location တွေအတန်နေတချင်းနေဆိုလို့ရှိရင်ကျွန်တော်ဇက်ဝင်တေးပဲ၃ပုတ်၃ပုတ်အစ်စ်တပုတ်ရဲ့နောက်ထပ်အာနာမည်ရပြီးသားပြည်သက်တိပြီးသားတချင်း၂ပုတ်ရဲ့ဇက်ဝင်တေးဆိုလို့၃ပုတ်ကျွန်တော်နောက်ပြီးတော့ location ဆိုရန်ကုန်မှာရရခဲတဲ့နေရာတွေရရခဲဆိုတော့လူအများများနေရာရှင်းရခတ်တယ်လေအဲ့နေရာတွေမှာကျွန်တော်စူးစမ်းပြီးတက်ရိုက်ကူတာတယ်အာပြီးတော့ဟို DM အကြည့်ရအောင်ဆာကျွန်တော်ဒေချာလေး တကယ်ဟိုလိုစိတ်ဖြစ်တဲ့အကြည့်ကြီးပြင်အောင်လို့တော့စူးစမ်းပြီးတော့လှုပ်ထားတယ်တကယ်မှုပါနေမှာလားတကယ်လည်းမှုပါပါတယ်မှုပါပါတယ်မှုပါပါတယ်ဟုတ်လည်းချောရဟုတ်ကဲ့သူနဲ့လည်းလိုက်တယ်လေသူနဲ့လည်းလိုက်တယ်ဆိုတာဒါဟိုအဲ့လိုမျိုးလက်သူ့စရွေးတွေကလည်းသူနဲ့ဒီနေရာလေးကလိုက်တယ်ဆိုပြီးတော့သူ့ရွေးချယ်ပြီးခဲ့တဲ့ကားပေါ့ဆိုတော့အခါကျတော့သူနဲ့လည်းအရင်လိုက်ပါတယ်ဟုတ်ကဲ့ဒီတော့ဘောတော့ရဲ့ချစ်တော်ဝါ ုဒီဒီစကား तू อ่ะရိုက်ရိုက်ပြီးရိုက်နေတယ်ပါလေ तू ရေခုံစိတ်လို့ကြာရိုက်ပြီးတော့အချိန်မှာတချင်းနေအတင်းဆက်တဲ့အချိန်မှာလေတော်တော်ဖြစ်နေတာအောင်လေးရလေအဲ့ဟုတ်တော့ဟိုဒီစကားပေါ်မှာရေခုံတဲ့ဟာကိုပြောတာအဲဒီစကားပေါ်မှာ तू ဘယ်လိုဖြစ်နေမလဲဆိုတော့ तू ကအဲကာရက်တာပေါ်မှာရင်ခုံတာပေါ့နော်တခြားရင်ခုံတယ်ပါလေဆိုတော့လည်းမသိဘူးအဲအဲကဲတော့ဝင်နေတော့မယ်โอเค 啊，改变。အဲဒီစကားလေးကကျွန်တော်တို့မကြည့်ခင်ပါလေရပါတော့ဒီဒီတချင်းလေးထွက်တဲ့ဟာကြည့်ကြရဲကကျွန်တော်စီနီမတ်တဖြစ်တာကိုကျွန်တော်ကသဘောကျတယ်အဲကျွန်တော်တို့ဒီအချစ်ကားလေးတွေမှာဆိုတကယ်တမ်းကြည့်ရတာဒီမေသားမေသမီးတွေရဲ့ဘူရာနဲ့မဟုတ်ဘူးကွာစီနီမတ်တဖြစ်တယ်ဆိုပြီးပြီးတော့ရုပ်ရှင်ရသားကိုပြည်စုံစေတယ်ပေါ့ဒီထဲမှာသူတို့နှစ်ယောက်ပြင်မက်ပွင့်ရဲ့ကြိုးစားမှုကိုလည်းကျွန်တော်တို့ပို့တွေ့ရပါမယ်နော်မက်ပွင့်က ီအချစ်ကားတွေပဲရိုက်တယ်ဆိုတော့ဒီကားမှာကျွန်တော်အဲလည်းပုံစံပြောင်းထားမယ်လို့ကျွန်တော်တော့ယူဆမိပါတယ်ဟုတ်တယ်မဟုတ်လားမှန်ပါတယ်ကျွန်တော်ဒီဒီကားကအဲ့လိုမျိုးကျွန်တော်တို့ဒါရည်ရစကားဒါရည်ရစကားပြောတဲ့အခါကျွန်တော်တို့အဲ့ဒီကားစကားတကားလုံးကျွန်တော်တို့ရိုက်ကူးတဲ့အချိန်လေးကြာတယ်အဲ့စကားအကုန်လုံးရိုက်ပြီးတော့မှအဲ့ဒီဒီစကားပြောရဲ့စင်းတစင်းနဲ့ရိုက်ဖို့အတွက်ကျွန်တော်တသက်တည်းရထက်တယ်တာဖြစ်ပါတယ်။ဘာလို့ဆိုတော့အစတည်းကျွန်တော်တို့စမပြောဘူး။ ဒီကားရိုက်နေစဉ်ကာလအတွင်းမှာကျွန်တော်သွားတဲ့နေရာလေးတွေများတယ်အချိန်နဲ့နည်းနည်းကြာတော့ကကျွန်တော်ဒီမင်းသားနဲ့မင်းသမီးကို chemistry မိအောင်လို့တမင်ထားရတာပေါ့နော်အဲ့ဒီအစဉ်ကိုကျွန်တော်တက်တက်အဲ့ဒီကားရိုက်ပြီးတော့မှကျွန်တော် develop နေတော့မှရိုက်ပြစ်တယ်ဘာလို့လဲဆိုတော့ရိုက်ကူးနေစဉ်ကာလအယုတ်တွေကိုလည်းပြန်ပြီးတော့ခန်းစားလို့ရအောင်ပြီးတော့ develop ကြမှာပြန်ရတဲ့အချိန်မှာပြန်တွေ့ရခန်းစားချက်မျိုးလည်းရအောင်လို့တမင်ကိုမပွင့်ရဒီ move ကိုဖမ်းပြီးတော့ဟိုလိုပြောပြရမလားအရင်လွမ်းနေတယ်ဆိုတဲ့ပုံစံမျိုးပေါ့လို့ စကားတဲ့ကအယုတ်တွေလည်းပြန်ခန်းစားလို့ရအောင်လို့ဆိုပြီးတော့ကျွန်တော်အဲ့ဆင်ကိုကျွန်တော်နည်းနည်းကြာမှရိုက်ကူးခဲ့တာဗျအဲ့အတွက်ကြောင့်မလို့ဒါအဲ့ဆင်လေးကအဆင်ပြေသွားလို့ချင်တယ်ဟုတ်ကျွန်တော်ကြပြားကိုချစ်တယ်ကြပြားပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ပြီးတော့ကြပြားရဲ့သပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကြပြားရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကြပြားနဲ့ပတ်သက်သမျှအရာအားလုံးကိုကျွန်တော်ချစ်တယ်အဲ့လိုပြောပွဲ၃နှစ်လောက်ဆောင်ခဲ့ရတာလေဘာမှပြောရတာဆိုတော့လေ မူကပါပါဗော၁၇နှစ်လောက်ဆောက်ခဲ့ရဟုတ်တယ်အဲ့ဒီကအဲ့လိုမျိုးရည်စားစကားပြောတဲ့အစင်ဟာအဓိကအဲ့လိုမျိုး तू ပြောချင်တဲ့ဟာတွေကိုမမွတ်မယဲနဲ့တောက်လျှောက်ဆက်ပြောလိုက်တဲ့ပုံသဏ္ဍာန်မျိုးပေါ့နော်အပြေဘက်ကင်တာညီွားတာဗောလို့ဟုတ်တယ်အပြင်မှာလည်းပြောချင်တယ်အဲ့လိုဇာတ်လိုက်ပြောပြတာကာလီဒါထပ်တူကြပါတယ်အဲ့လိုလိုကာလီဒါဖြစ်ပါတယ်အဆင်ပြေပါတယ်ဆိုတော့ဒီနေ့ကတော့ဒါတယောက်သေးမပွက်တက်လာတော့ အဘုံမိသားကတော့ဒါပြိသက်တွေဒီနေ့ကတော့သူကတော့ဒါအဲ့ရုပ်ရှင်ကလေးရှိတယ်ရှိတဲ့အတွက်ကြောင့်မလို့သူဒါဒီနေ့ပေါ်ရမလိုက်အောင်နိုင်ခြင်းဖြစ်ပါဒီစကားကိုလာကြည့်မယ်ဆိုလို့ရှိရင်ဒီအဲ့ဒီစကားပြောတဲ့ဆင်းလေးကဒါဒုတိယကြိမ်မှာပြောတဲ့ဆင်းလေးဖြစ်ပါတယ်ဘာလို့ဒုတိယကြိမ်ပြောတဲ့ဆင်းလေးမှာဒီကောင်းမလေးကကောင်းလေးကိုစကားမဆုံးသေးပဲပြေးဖက်လိုက်ရလဲဆိုတော့အရှိမစကားထဲမှာအကြောင်းအရာတစ်ခုပါပါတယ်အဲ့ဒါကြောင့်မလို့ဒါဒုတိယကြိမ်ပြောတဲ့ဆင်းဖြစ်ပါတယ်အဲ့အဲ့ဒီအကြောင်းအရာလေးကလည်းဒီစကားကြည့်လို့ရှိရင်သတိထားမိမှာပါကျွန်တော်တို့ကျွန်တော်ဘာကြောင့် ဒီဇာတ်ကောင်လေးဒီဇာတ်ကပြောတာမဆုံးသေးပြည့်ဖက်လဲဆိုတော့ဟာကောင်မလေးရဲ့ကောင်လေးကိုလည်းအရင်ချစ်လို့ပါအဲ့ဒါကြောင့်သူသူကဇက်ကမြုပ်ထားလေးပေါ့ကြပြအနာမှာကျွန်တော်အချိန်နှဲရှိနေပြီကျန်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းဒီကောင်လည်းနေရာလွန်ရတယ်ကောင်ပိုတပတ်နေကြတော့ तू ကဒီရိုက်တာကြတော့တချမ်းကပဲအရင်မူပါနေပါ तू မင်းဒီဘက်ကျအချိန်ပြီးလိုက်တာတပတ်မင်းနောက်ဘက်ကျ စကားစမဲ့ခင်လည်းမူပါတာအဲ့လိုတွေ့မယ်တွေ့မယ်ဒါဒီနေ့ကငါပွဲမှာမလို့ဒါငါငါ့ကိုလာရောက်ဝင်ရနေတာမဟုတ်လားဘာဘာမှမပြောသေးဘူးအမတန်အားနာဖို့ကောင်းလို့ငါဒါဘာတကယ်ချင်းဝင်ရနေတာကိုဒါကျေးဇူးတင်ပါဆက်တွေ့ကြမယ်ပွဲတွေမှာ ရှင်ကတော့ကဇက်ကားတဲ့အမှုအတိုင်းရှင်ခုံပါတယ်ဒါကတော့အပြင်မှာတော့ဒါကျွန်တော်တို့ကအလုပ်လုပ်လုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးစိတ်တွေဆိုတာမရှိကြပါဘူးအကုန်လုံးကတော့ပဲပါပါပဲရက်ကူကြတာကျွန်တော်တို့ item မှာကျွန်တော်လည်းအပေးอยู่မျှမှာကျွန်တော်ကကြည့်လို့ကောင်းတာတော်တယ်မှာဒီဘက်က item ကဘလောက်ပဲဆွဆွဲဟိုဘက်ကပြန်ဆွဲတော့မှလည်းကြည့်လို့ကောင်းမှာဆိုဟုတ်တယ်ဟုတ်တယ်ဒီဒီဒီဟိုဘက်ကနှစ်ယောက်စလုံးညီနေတဲ့ခါကျတော့ပုံပြီးကြည့်လို့ကောင်းတာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကအတူထွာလေးကြီးကျွန်တော်အားအားပြလာတော့လေဒီ Google ID ဒီ ဒီပွဲမှာလာကြည့်ရပါတော့။အဒီချစ်သူစရာရုပ်ရှင်ကားကြီးတင်တဲ့ခါကျလို့ရှိရင်လည်းရိုက်တာမပွင့်ရအကောင်းဆုံးကြိုးစားထားတဲ့ကြောင့်ကိုအပါဝင်တဲ့တိုးဆောင်ဖြစ်တဲ့တိုင်တော်နဲ့ပုဂ္ဂိုလ်မီတာတို့ရဲ့အအကောင်းဆုံးကြိုးစားမှုတွေကိုလာရောက်ပြီးတော့ဝေါ်ရပေးဖို့အတွက်ကိုကျွန်တော်တို့ညီကိုလေးကဒီနေရာနေပြီးတော့အားလုံးဖိတ်ပေးချင်ပါတယ်။အခုဒီလိုမျိုးဒီနေ့မီဒီယာတွေအကုန်လုံးလည်းဆော်ဆော်နေနဲ့တက်ရောက်ခဲ့ပြီးတော့ဒီကားလေးကိုစိတ်ဝင်စားရှိပေးတဲ့ကြောင့်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။ဒီကားလေးကလည်းအများကြီးကြိုးစားရတယ်ကျွန်တော်ပြောသလိုပဲ ရုပ်ရှင်ဆန်နဲ့ရုပ်ရှင်ကားတွေအများကြီးပေါ်ထွက်လာဖို့အတွက်ဒီလိုရုပ်ရှင်ဆန်တဲ့ဇာတ်ကားတွေအများကြီးအပြည့်ဖို့လိုအပ်ပါတယ်ဒီအတွက်ကြောင့်မို့လို့ဒါအခုနောက်ပိုင်းဆိုရယ်ကားတွေကအများကြီးကောင်းလာတယ်လူငယ်တွေဖန်တီးတဲ့ကားတွေလည်းအများကြီးကောင်းလာတဲ့အစောကကျတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်သဘောကျတဲ့ရုပ်ရှင်ကားရယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင် Facebook ပေါ် post တင်ပြီးတော့ support ပေးပြပါတယ်ဒီအတွက်ကြောင့်မို့လို့လည်းဇာတ်ကားကောင်းတွေပေါ်ထွက်လာဖို့ပြည်သက်တွေအပြည့်ဖို့အတွက်ပြောချင်ပါတယ်ကျွန်တော်တို့အားလုံးပြောင်းလဲပြီးစူးစမ်းနေပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ကျေးဇူးပါကျေးဇူးပါတယ်